ဒုတိယကမ္ဘာစစ်အောင်ပွဲနှစ်ပတ်လည်ကာလမှာ၃ရက်ကြာအပြည့်ခတ်ရဆဲထားမယ်လို့ရုရှားသမ္မတပူတင်ကကြေညာခဲ့ပါတယ်။ဧပြီ28ရက်နေ့ပူတင်ရဲ့ကြေညာချက်မှာတော့သူဟာမေလ8ရက်9ရက်နဲ့10ရက်နေ့တွေမှာတိုက်ခိုက်မှုတွေအလုံးရပ်နာထားဖို့ရုရှားတပ်တွေကိုအမိန့်ပေးထားမယ်လို့ပါရှိပါတယ်။ဒါပေမဲ့ယူကရိန်းဘက်ကစတင်ရန်လိုတိုက်ခိုက်လာရင်တော့တင့်တော်သလိုတုံ့ပြန်မှာဖြစ်ကြောင်းယူကရိန်းအနေနဲ့လည်းအဲ့ဒီအပြည့်ရဲ့ကြေညာချက်ကိုလက်ခံသဘောတူတဲ့အကြောင်းပူတင်ကပြောကြားထားပါတယ်။ ဆိုဗီယက်ကနာဇီဂျာမနီအပေါ်ဒုတိယကမ္ဘာစစ်မှာအောင်ပွဲခံခဲ့မှု180ပြည့်အခမ်းအနားကိုရုရှားကလာမဲ့သတင်းပတ်ကုန်မှာကျင်းပဖို့စီစဉ်ထားတာပါယူကရိန်းနိုင်ငံသားရေးဝန်ကြီးဆိုင်ဘီဟာကယူကရိန်းအနေနဲ့ရုရှားရဲ့အောင်ပွဲနေ့အခမ်းအနားအတွက်ကာလတိုလေးအပြစ်ခတ်ရထားတာမဟုတ်ပဲအ ਨੇ စုံတလလောက်ကြာမြင့်တဲ့အပြစ်ရကာလမျိုးကိုလက်ရောလက်ခံဖို့အသင့်ရှိနေတာဖြစ်ကြောင်း သူကလူမှုကွန်ရက်မီဒီယာ X မှာရေးသားထားပါတယ်။ယူကရိန်းသမ္မတဇလမ်စကီးကလည်းသူဟာနောက်ထပ်တစ်စက္ကန့်တောင်မှဆက်ပြီးစစ်မဖြစ်ချင်တော့ဘူးလို့ပြောကြခဲ့ပြီးရက်30အပြည့်ရဖြစ်ခဲ့မယ်ဆိုရင်ယူကရိန်းဘက်ကအပြည့်အဝလေးစားလိုက်နာဖို့အသင့်ရှိကြောင်းမှတ်ချက်ပေးခဲ့ပါတယ်။ရုရှားရောယူကရိန်းပါစစ်ပွဲကိုအများဆုံးရပ်တန့်ရေးအတွက်အမေရိကန်အစိုးရစီကပြင်းထန်တဲ့ဖိအားပေးမှုတွေကိုရင်ဆိုင်နေရပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ရုရှားဟာယူကရိန်းရဲ့မြို့တွေကိုပိတ်မထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုဆက်ပြီးအရှိန်မြှင့်လှုပ်ဆောင်နေခဲ့ပါတယ်ရှင်။